ပရိသမေစညာအားလုံးမင်္ဂလာပါရှင်။အမေ16ရက်မှာလား25ပေါ့နော်။ကိုးချိန်မြောက်အတွက်ဒီကနေ့ကတော့ရှည်တွဲဆိုင်ကလေးကိုတော်ပြပေးသားမယ်နော်။ရှည်ဆွဲတကြောင်လို့ထိတ်ရအလဲတိုင်းပေါ့နော်။ အဲ့တော့ရှေ့တွဲလေးတွက်ကိုပေါ်လေတိုင်းလေးကိုရင်းဝင်ပြပြမယ်နော်အလေတိုင်းရမှာရှေ့ကရှာလို့ရမှာမို့နော်လေတိုင်းကိုရင်းဝင်သွားရအောင်နော်နှစ်တောင်ညာကိုရဲ့ဒီမှာရှိတဲ့ကိုလေးပါကိုကဆိုရင်ဟုတ်ပြီနော်ဆက်သွားမယ်သူ့ရဲ့ဒီထိတ်မှရှိတဲ့ နေ့ရင်ခွန်ရင်နှလုံးပေါင်းခြင်းပေါင်းခြင်းကိုဆိုပြီးတော့ရတာတယ်ကိုညင်ညာခြင်းကိုပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာတို့ဆက်ပြီးတော့တော့ပါမယ်ဒီရှစ်ကိုလေးရဲ့ဒီမှာရှိတဲ့ဒီလေးပါနှစ်ပင်ချမယ်နော်ဒါဆိုရင်ဒီမှာရှစ်ရဲ့6ရဲ့နှလုံးပေါင်းခြင်းလေးလင်းညင်ညာခြင်းဒီဆိုပြီးတော့ရတာပါတယ်နော်ပွားမှုတိုင်းနှစ်ပင်ချပါမယ်ဒီမှာရှိတဲ့ရှစ်ပါနော် ပြီးသားလို့ရှိရင်ဒီမှာရှိတဲ့၃ဒီမှာရှိတဲ့အလေတိုင်းတလုံးနှလုံးပေါင်းမယ်ဆိုလို့ရှိရင်သူကပုံမှန်ရထားတာ၉ညမြချင်း၉၄ညမြချင်း၄ဆိုတော့ဒီကြောင့်လို့၈ညမြချင်း၈ပေါ့နော်အဲ့တော့ပေါ့နော်ညီမတို့ဒီကာဗာနေနဲ့ပေါ့ရောဂျန်နေနဲ့ပေါ့နော်ပြောတာက၈ equal power နဲ့ကနေတော့ပါမယ်၈၃တက်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့တော့၃ရှိပြီသားဟုတ်ပြီနော် ဒါဆိုလို့ရှိရင်အဓိကကတော့ရှစ်ပါတော့ main ကစားမယ်ပေါ့နော်မူရတော့ရှစ်ကမယ်အဲ့တော့နောက်တစ်လုံးနဲ့ပေါင်းရှစ်ဖြစ်စင်တဲ့အတွက်ကြောင့်မလို့ငါဟုတ်ပြီနော်အဲ့တော့ငါအလေတိုင်းပေါ့နော်ဒါဆိုရင်၃နောက်တစ်လုံးနဲ့ပေါင်းရင်၃ပဲဆိုတော့၃နော်၃နောက်တစ်လုံးနဲ့ပေါင်းရင်၁ဆိုတဲ့အတွက်ကြောင့်မလို့ရှစ်ဟုတ်ပြီနော်၃နဲ့၅နဲ့ပေါင်းရင်ရှစ်ရမယ်၃နဲ့၃ညာနဲ့ပေါင်းရင်၃ရပြီတော့၃နဲ့၈နဲ့ပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းချင်း၁ဆိုတော့ဟုတ်ရပါပြီနော်ဒါဆိုလို့ရှိရင် ်ပြီးတော့ share ပြပါမယ်เนาะဒါဆိုရင်နောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့ကြည့်ရအောင်เนาะနောက်ထပ်ကနေတစ်လုံး share မယ်6 6နှလုံးပေါင်းတော့ပေါင်းခြင်းက လေးဆိုပြီးတော့ရထားတယ်เนาะလေးကဘေကန်နဲ့ပေါင်းမှလဲဆိုတော့ဒီမှာရှိတဲ့ခွန်ခွန်တုံညသုံးလုံးပေါင်းမှမယ်ခွန်ရခွန်ရပေါင်းတော့လေလေးနဲ့တုံညနဲ့ပေါင်းတော့လဲပေါင်းချင်းလေးဆိုပြီးတော့ရထားတယ်เนาะဒါနှလုံးပေါင်းချင်းလေးသုံးလုံးပေါင်းချင်းလေးဆိုပြီးတော့ရထားတယ်ဒါပြင်ကြောပါမယ်ဒီမှာရှိတာသုံးခွန်နှလုံးပေါင်းတော့တုံညခုနအတိုင်းပဲ5 6ပေါင်းတော့1 1ရ9ရပေါင်းတော့တုံညတုံညညီညာချင်းတုံညဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ခုနအတိုင်းပဲဒါပြင်ကြောပါမယ်နှစ်နှစ် နှလုံးပေါင်းတော့ပေါင်းခြင်းသေးရမယ်။ဒါဆိုရင်ထက်စီးရဲ့အလေးလိုက်တလုံးရဲ့ရှေ့ရဲ့ပေါ့နော်။သုံးလုံးပေါင်းမယ်ဆိုရင်အပေါ်မှာလေးညညာချင်းလေးသုံးညညညာချင်းသုံးညဆိုတော့လေးညညာချင်းလေးဖြစ်ကြမယ်နော်။ဒါဆိုရင်ရှာကြည့်အောင်ရှေ့ရှိပြီးသားနော်လေးဖြစ်ခြင်းနဲ့ဆိုတော့နောက်နှလုံးပေါင်းခြင်းကပေါင်းခြင်း6ဖြစ်မယ်6ရဲ့8ရဲ့ပေါင်းမှဒီမှာလိုချင်တယ် လေးဆိုတာကိုရလာမယ်เนาะဒါဆိုရင်ပေါင်းချင်း6ဆိုပြီးတော့ရှားတွေ့ထားပါပြီကနန်လေးကိုထုတ်ကြည့်အောင်เนาะပေါင်းချင်းက6ဖြစ်ကမယ်เนาะအလဲတိုင်းက9အလဲတိုင်းက9ရထားတယ်3ညရထားတယ်8ရထားတယ်เนาะရှေ့တွဲဆိုတဲ့အကြောင်းမလို့နှလုံးပေါင်းချင်းဓမ္မကနောက်ကအပိတ်ပေါ့เนาะ တလုံးလာနိုင်မယ်เนาะအဲ့တော့နောက်ပိတ်ကောင်းဖြစ်ဖြစ် brain နဲ့ဖြစ်ဖြစ်တွဲပြီးတော့ကစားလို့ရတယ်เนาะဒါဆိုရင်ဆက်သွားရအောင်เนาะပေါင်းချင်းကဘယ်လောက်ဖြစ်ကမလဲ6ဖြစ်ကမယ်ဆိုတော့5ဆိုတော့6ဖြစ်ခြင်းတော့1ပေါင်းမယ်3ည6ဖြစ်ခြင်းတော့6ပဲ8ဆိုတော့6ဖြစ်ခြင်းတော့8ပေါ့เนาะအဲ့တော့8တွဲတိက3လုံးရမယ်1 5 60 8 8ဆိုပြီးတော့ဒါမှမရှာရတာကိုဆက်ပြခြင်းဖြစ်ပါတယ်ကိုရောမတော့ချက်တူချက်နေတယ်ဆိုလိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲလာမယ်ပမာစင်ပြေခံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်